hello ငါ move on ကိုစူးစမ်းနေရလို့မအားဘူးဆိုအောင် english လို့ပြောမလဲတစ်ချက်ကြည့်ကြအောင်နော်အဲ့လိုမျိုးမအားဘူးဆိုတာအဲ့လိုမျိုးအလုပ်ရှောင်ရမယ်သူပဲပေါ့နော်အချိန်ညာတော့သူရ speaking pattern လေးက i'm busy plus perfect ကိုတုံးတယ်ပေါ့နော်အဲ့ဆိုခုနဥမာလေးကိုတစ်ချက်ကြည့်မယ်နော်ငါ move on ကိုစူးစမ်းနေရလို့မအားဘူးအဲ့ချာ i'm busy အာစူးစမ်းရဆိုကြ trying perfect ဆိုကြ trying to move on အချာ i'm busy trying to move on ပဲဖြစ်ပါတယ်ငါမင်းကိုလွမ်းနေရလို့မအားဘူး ဒါ I am busy missing you I am busy missing you ငါငါရဲ့နှလုံးသားကိုကုစားနေရလို့မအားဘူးအဲ့ဒါ I am busy ဒီမှာကုစားရဆိုတာက heal ကိုပြောပါတော့အဲ့ချင်ပပိုင်ကြီးဆိုတာက healing I am busy healing my heart I am busy healing my heart ပဲဖြစ်ပါတယ်ငါတခြားတယောက်ကိုချစ်နေရလို့မအားဘူးအဲ့ချင် I am busy loving someone else I'm busy loving someone else ပဲဖြစ်ပါတယ်။အဲဆိုလို့ရှင်ဒီဗီဒီယိုလေးကအလုံးစက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။အဲဆိုလို့ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye ။အကြေးပြေလေးဒီဗီဒီယိုလေးကအသုံးဝင်ရဆုံးစမ်း comment မှာ yes လို့တင်ချင်မှန်ကြပြုံးနော်။